မင်္ဂလာပါရှင်ကျမတို့ငုခတ်တာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်။ရွှေကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြဋ္ဌာန်းချက်နဲ့ညှိစွန်းလို့ဆိုပြီးလွတ်တော်ကိုယ်စားလှယ်လောင်းစီရင်တဲ့ကနေပဲဖြတ်ခံခဲ့ရတဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ရဲ့အတနာခံစားကိုစစ်ကော်မရှင်ဩဇာခံရွှေကောက်ပွဲကော်မရှင် UEC ကပယ်ချလိုက်တယ်လို့သိရပါဗျ။အဲဒီလို UEC ကိုတင်ပြထားတဲ့အတနာခံစားပယ်ချခံရလို့ လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်နိုင်မှာမဟုတ်တော့ဘူးလို့နွန်ဘာလ14ရက်နေ့ကလိုင်တာယာမြို့နယ်ပြင်းနောက်ပန်းချံမှာပြုလုပ်တဲ့မဲဆွယ်ပွဲမှာဒေါက်တာတသက်ခိုင်ကပြောခဲ့ပါတယ်လွတ်တော်လိုက်မဲဆန္ဒနဲ့အသီးသီးမှစီးရင်တင်သွင်းထားတဲ့ကိုယ်စားလှယ်လောင်းပေါင်း9032ယောက်ရှိတာမှာဒေါ်သက်သက်ခိုင်အပါအဝင်ကိုယ်စားလှယ်လောင်း86ယောက်ကိုအော်တိုဘာလောက်မှာအမည်စီးရင်ကနေပယ်ဖျက်လိုက်တာဖြစ်ပါတယ်။ ော်တော်သက်ခိုင်ကြီးစွန်းနေတယ်ဆိုတော့အမျိုးသားလွှတ်တော်ရွှေကောက်ပွဲဥပဒေပုံမှာရှစ်ကကြီးကတော့နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဆိုပြီးပြဋ္ဌာန်းထားတာပါအနာဒိစတက်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အထူးရောင်ရွေးကောက်ပွဲဖြစ်တယ်လို့အမျိုးသားညညရဲ့အဆိုအရအန်ယူဂျီနဲ့ဒေါ်လိုင်းအင်အားစုတွေကထုတ်ပြန်ထားကြပါရရှင်။ အနာဒိစတက်ကလုံးမဲ့ရွေးကောက်ပွဲမှာသုံးဖို့အတွက်စစ်တပ်ညွှန်ကြားမှုနဲ့ထုတ်လုပ်ထားတဲ့မဲပေးဆက်ကိုစစ်တပ်လက်အောက်ခံအမျိုးသားစံချိန်စံညွန်ကော်မတီကစံချိန်မှီကြောင်းထောက်ခံတတ်မှတ်ထားတယ်လို့စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ပါတယ်။ စတက်လောက်ခံဝင်ကြီးဒုဝင်ကြီးဝန်ထမ်းအကြီးအကဲအများစုနဲ့ဖွဲ့စည်းထားတဲ့အမျိုးသားစံချိန်စံညွန်ကောင်စီကစစ်တပ်ရွေးကောက်ပွဲတွေမှာသုံးမဲ့မဲပေးဆက်ကိုကော်မတီဖွဲ့စည်းစစ်ဆေးခဲ့ပြီးစံချိန်စံညွန်နဲ့ပြည့်မီကြောင်သတ်မှတ်ထားသလိုအမျိုးသားအစိအကြီးသွေးထောက်ခံချက်ထုတ်ပေးရေးအဖွဲ့ကအကြီးသွေးမီကြောင်လိုင်စင်ထုတ်ပေးခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ။ဒါ့အပြင်မြမစံချိန်စံညွန်အမှတ်တရအသုံးပြုခွင့်လိုင်စင်ရထားတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။စစ်တပ်လောက်ခံအမျိုးသားစံချိန်စံညွန်ကောင်စီကိုအယောက်20နဲ့ဖွဲ့စည်းထားပြီးအဲ့ဒီထဲက12ယောက်ကစစ်တပ်လောက်ခံဝန်ကြီး၊ဒုဝန်ကြီး၊အမြဲတမ်းအတွဲဝင်နဲ့ညွန်ကြားရေးမှူးချုပ်တွေဖြစ်ကြတယ်လို့သိရပါပါတယ်ရှင်။ မဲလာမပေးသူတွေကိုအေးအေးယူနိုင်တဲ့ဥပဒေပြဋ္ဌာန်းထားတာမရှိပေမဲ့နယ်မြို့တချို့နဲ့ကျေးလက်ဒေသတွေမှာမဲစည်းရင်ကြီးဖို့ပြင်ဖို့နဲ့မဲဆွယ်ပွဲတွေလာရောက်ဖို့ကိုရက်ကြီးအုပ်ချုပ်မှုတွေကတဆင့်ဖိအားပေးနေတာကြောင့်ပြည်သူတွေကြားစိုးရိမ်မှုတွေမြင့်တက်နေပါတယ်။ပြည်သူတွေမဲမပေးရင်ဘာတွေဖြစ်လာနိုင်ပါသလဲ။သို့တူအောင်သတင်းပေးပို့ထားပါရရှင်။ မြန်မာနိုင်ငံမှာနိုင်ငံသားတယောက်မဲလာမပေးတာကိုအရေးယူနိုင်တဲ့ဥပဒေမျိုးတရားဝင်ပြဋ္ဌာန်းထားတာမရှိပေမဲ့စစ်ကောမရှင်အုပ်ချုပ်ရာမြို့နယ်တချို့နဲ့ကျေးလက်ဒေသတွေမှာအုပ်ချုပ်ရေးပိုင်းတွေကနေတဆင့်ချင်းချောက်တာနဲ့ဖိအားပေးတာတွေကြုံနေရတယ်လို့ဒေသခံတွေကပြောပါတယ်။အဓိကအနေနဲ့မဲဆင်းတွေလာကြည့်ဖို့နဲ့ပြင်ဆင်ဖို့မဲဆက်ပွဲတွေတက်ရောက်ဖို့ကိုဖိအားပေးခံနေရပြီးပြည်သူတွေမဲမပင်းရင်ဘာဖြစ်နိုင်လဲဆိုတာနဲ့ပတ်သက်လို့စိုးရိမ်နေရတဲ့အကြောင်း ARD တိုင်းမှာနေတဲ့ဒေသခံတယောက်ကပြောပါတယ်။ ဒီဗီဗီကိုဖြေဆိုပေးတဲ့ဒေသခံအလုံးဟာစစ်တပ်ကဥပဒေအမျိုးမျိုးနဲ့အရေးယူလာမှာကိုစိုးရိမ်တဲ့အတွက်မူရင်းအတန်ကိုဖျောက်ပေးဖို့မြစ်တာရက်ခံထားပါတယ်။အဲဒါကဘယ်ပထမတော့အဲဒီကြီးရောက်ဆိုမှုရမင်းတွေလာမပင်အရေးယူလို့ရတဲ့ဘာညာနဲ့အဲလိုပြားပေးရတယ်လို့ရှိတယ်။အခုမင်းတင်းမှာဆိုလို့ရှိရင်ကကျွန်တော်ဆိုရင်ကျွန်တော်နာမည်မင်းတင်းမှာမပါဘူး။အဲကျွန်တော်သွားလည်းမကြည့်ဘူး။အဲ့ဒါကိုသူလာခေါ်တယ်ကျွန်တော်ကို။လာခေါ်ပြီးတော့မှတ်ပုံနဲ့မိတ်သူနဲ့အိမ်အောင်ရက်ပေးတယ်ယူလာခဲ့ပါတယ်ဆိုတော့ကျွန်တော်ယူသွားတော့ဟိုရတော့မပါလို့တဲ့။ အဲဒီလိုပြန်လျှောက်ရမယ်သူတို့ကသူ့ဘာလို့ရေးယူလာမှာသူတို့ကသူ့ဘာလို့ပြန်တင်ပေးတယ်။မပါတဲ့လူတွေအိမ်လိုက်ခေါ်ပြီးတော့သူတို့ပေါက်ထည့်ပြီးထည့်ထည့်ကြတယ်။ဒါကြောင့်ပဲရွာသားအများစုဟာအုတ်ချိုအိမ်ပိုင်ကအိမ်အထိလာခေါ်ရင်တော့မဲထွက်ပေးရမှာဖြစ်ပြီးအဲ့လိုမဟုတ်ခဲ့ရင်တော့အိမ်မှာပဲနေဖို့ဆုံးဖြတ်ထားကြတဲ့အကြောင်းပြောပါရစေ။ မန္တလေးတိုင်းဒေသကြီးတဲကနယ်မြို့တစ်ခုမှနေထိုင်တဲ့ဒေသခံကတော့အခုချိန်ထိဖိအားပေးတာချင်းချောက်တာတွေမရှိပေမဲ့ရုပ်ောက်ပွဲနေ့မှာမဲလာမပြီးခရင်အုတ်ချွေပိုင်းကသတိထားစောင့်ကြည့်မှနဲ့အညိုထားခံရမှအပြင်စစ်မှုထမ်းခေါ်လာမှကိုလည်းစိုးရိမ်ရတဲ့အကြောင်းပြောပါရယ်ပြောရကလာသားတွေပါရဟိုကျွန်တော်ဒီလူငယ်ချင်းကဗန်းန်းပြောရင်စိတ်ကောင်မရှိတော့ဘောကျွန်တော်ဒီဘယ်သူဘယ်နာမှဘလူနေတယ်တော့ကတော်တော်များများပြည်နေကြတော့ဆိုတော့လေအဲ့ကြတော့စိတ်ပြီးတော့ ဟိုပူဆူရမယ်ဟာမလုပ်ကြဘူးကွာဒီမဲသွားမပြီးဘူးဆိုရင်ဘယ်ရင်မပြီးဘူးမပြီးဘူးဒီလူဒီလူရှိရဒီလူ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 မလာဘူးဆိုရင်ပူပြီးတော့ကိုယ်သတိသတိထားမိသွားမယ်ပူပြီးတော့ဒီစိတ်မှုထမ်းမှုလို့ပူပြီးတော့ဟိုဖြစ်သွားမယ်အဲအဲ့လိုမျိုးလေးကြာဆက်ရအောင်လို့မရှိပါဘူးလို့ပြောတယ်မန္တလေးလိုမျိုးမျိုးကြီးမဟုတ်တဲ့အတွက်ဘေးရွက်ကမှဘာရှိတယ်ဘတူနေတယ်ဆိုတာကိုအုတ်ချွေရေးပိုင်းတွေကသိနေပြီးသားဖြစ်လို့စိုးရင်ရတဲ့အကြောင်းပြောပါရစေ တရားလွတ်တော်ရှိနေဦးကြည်မြင့်ကတော့ဒီအချက်တွေကိုထောက်ခံပေမဲ့မြန်မာနိုင်ငံမှာမဲမပေးလို့အရေးယူနိုင်တဲ့ဥပဒေမရှိတဲ့အကြောင်းထောက်ပြပါရယ်။ဒီနိုင်ငံမှာမဲမပေးလို့ရှိရင်အရေးယူမယ်ဆိုပေမဲ့ဥပဒေမရှိဘူးလေ။ဩစတြေးလျမှာရှိတယ်အဲ့လိုတွေနော်။ဒီနိုင်ငံမှာမရှိပါဘူးအဲ့ဒါတော့နော်။မျိုးကြီးတွေမှာတော့အဲ့လိုဖိအားမပေးလောက်ဘူးကွာ။မျိုးကြီးတွေကကျဲလက်တယ်။ကျဲလက်တွေမှာပို့ပြီးတော့ဟိုကွာသူတို့ဆိုးမိုးတဲ့ကျဲလက်ကိုပြောတာနော်။ မင်းအမကြီးလက်မှာမင်းလာတယ်မင်းကမတို့ရဆိုအိမ်ချောက်တဲ့ကြီးကွာဘယ်ကောင်သွားမဲပေးတယ်မပေးဘူးသတိနာယူမင်းလားပေါ်တင်ကြီးရှိနေတာယူမင်းလားသူရဲ့တုံးသက်ချက်ဟာနေမျိုးတချို့နဲ့ကြေးလက်ဒေသတွေမှာအမိနဲ့တကွအဆောင်ကြီးခံရတာကြောင့်ဖိအားခံစားနေရတဲ့ဆိုတော့ဒေသခံတွေရဲ့ပြောပြချက်ကိုထောက်ခံနေပါတယ်။ဒါပေမဲ့ရန်ကုန်လိုမြို့ပြကြီးတွေမှာတော့အခြေအနေကွာခြားချက်ရှိပါတယ်။တင်ငန်းကျွန်းမြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ကတော့ရောက်ွက်ယုံကမဲဆင်းလာကြည့်ဖို့တကြိမ်တာကြီးညာခဲ့တယ်လို့ ပြည်သူတွေကလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့စိုးရင်စိတ်ကောစိတ်ဝင်စားမှုပါမရှိတဲ့အကြောင်းပြောပါရယ်။လုံခြုံရေးအရာ DVB သတင်းတောက်ကအတန်အစားရုပ်ဖတ်ပြထားပါရယ်။ရွေးကောက်ပွဲအတွက်ပြင်ဆင်တာကတော့ရန်ကုန်မြို့အနှံ့အပြားမှာ PPP ပါတီကဆိုင်းဘုတ်တွေထောင်ထားတာတွေ့တယ်။ဒုတိယကတော့ဥက္ကကိုကြီးပါတီသူတို့ကတော့နည်းနည်းပါးပါးပဲ တွေ့ရတယ်။မဲပေးဖို့အတွက်ကြတော့ရက်ွက်ယုံကမဲဆင်းကြည့်ဖို့တစ်ခေါက်လောက်ပဲကြီးညာသွားတယ်။ကိုယ်လည်းစိတ်ဝင်စားဘူးမဲဆင်းလည်းတော့မကြည့်ဘူး။ မဲလည်းမပေးဘူးစိတ်လည်းမဝင်စားဘူးအခုကလေးကရွေးကောက်ပွဲတော့မလုပ်ရသေးတဲ့ဟာနိုင်နေတဲ့ဟာကိုမဲပေးတော့ရောဘာထူးမှမဟုတ်လို့လေကျမတို့ရက်ကွက်မှာကချင်းချောက်တာလည်းမရှိဘူးဘာမှလည်းမစိုးရိမ်ဘူးလို့ပြောပြတာပါစစ်ကောမရှင်ရဲ့အုတ်ချုပ်ရေးရန်နေရာတွေကပြည်သူတွေကိုဖိအားပေးမှုတွေရှိနေတယ်လို့တခြားတစ်ဖက်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ UNG ကရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာပူးပေါင်းပါဝင်သူတွေကိုအရေးယူမဲ့အကြောင်းနဲ့တိုင်ကြားနိုင်ကြောင်းမှအသိပေးထားပါတယ် အန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရသူဦးနေဖုံးလက်ကပြည်သူ့ရဲ့အနေနဲ့မမိတို့ရဲ့ဥပဒေပါအခွင့်အရေးကိုသိရှိဖို့နဲ့ကာကွယ်ဖို့ကိုတိုက်တွန်းပါတယ်။အဓိကတော့ကျွန်တော်တို့ကဥပဒေရကိုယ့်ရဲ့ရပါမယ်ကိုယ့်ရဲ့အခွင့်အရေးကိုကျွန်တော်တို့ဒါသိနေဖို့ပါပဲ။သိနေပြီးတော့အဲ့ဒီအခွင့်အရေးကိုကျွန်တော်တို့ကကိုကာကွယ်ဖို့ရဲနောက်ပြီးတော့တရားရောက်ကချိုးဖောက်လာရင်ထိပါလာရင်ဒီဟာကိုကျွန်တော်တို့အဲမှန်မှန်ကန်ကန်ကျွန်တော်တို့ဒါတုံ့ပြန်ဖို့ဟိုကျွန်တော်တို့ဒါတိုက်တွန်းတာဖြစ်ပါတယ်။အဲ့တော့ ဟိုလက်ရှိအနေနဲ့တော့တော်လိုင်းရဲ့အင်အားစုတွေစုံမထင်ကျုံနေနေမှာဆိုရင်တော့ကျွန်တော်တို့ဒါဖန်စီရေးယူပြီးချက်ချင်းအဲကျွန်တော်တို့ရေးယူဆောင်ရတာတွေလောက်မှာဖြစ်တယ်လို့အဲဆေးအုပ်စုရဲ့နေပြည်တော်မှာဆိုရင်လည်းပဲကျွန်တော်တို့အမှုဖြစ်စဉ်ပေါ်မူတည်ပြီးတော့အဲကျွန်တော်တို့ဒီတရားဆွဲဆိုနောက်ပြီးတော့လိုအပ်ရင်ဝရမ်းထုတ်တာမျိုးပေါ့နော်အဲဒါမျိုးတွေဆက်လုပ်သွားမှာဖြစ်ပါတယ်ဗျဒီအချက်တွေကြောင့်ပဲမြို့နယ်ပြည်သူတချို့ကရွေးကောက်ပွဲကိုလစ်လူရှုထားနိုင်ပေမဲ့စစ်တပ်ရဲ့အုပ်ချုပ်ရေးရန်ရဲအောက်မှာဓာတ်ရိုက်ရှိနေတဲ့ ချီးလက်နဲ့မျိုးနယ်တို့ကပြည်သူတွေကတော့မဲမပင်းရင်စစ်မှုထမ်းဥပဒေအပါအဝင်တခြားနီလန်းအနေနဲ့ပြစ်မှတ်ထားခံရမှာကိုအဓိကထားစိုးရိမ်နေကြပါတယ်။ကဘာကူလာသမကအပါအဝင်နိုင်ငံကြီးတို့ကလွတ်လပ်မြတ်တာမှာမဟုတ်ဘူးလို့ဝေဖန်ထားတဲ့ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်ကတော့လာမယ့်ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာအပိုင်းခွဲပြီးကျင်းပသွားဖို့ရှိနေပါတယ်။ကျွန်တော်စိုးသူအောင်မယ်ပေးနိုင်ရေးနဲ့မဲပေးဆက်ကင်တွယ်မဲ့သူတွေစနစ်တကျကင်တွယ်နိုင်ရေးဟာအထူးကြတဲ့အပိုင်းဖြစ်တာကြောင့်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ စစ်မှုထံခေါ်ထားသူတွေကတီဘီယောဂဖြစ်နေသူစီးချိုယောဂကောက်ယောဂနဲ့လေကောင်းယောဂဖြစ်နေသူတွေကိုနေအိမ်ပြန်ပြီးဆေးကုသဖို့လမ်းစည်းနှစ်သိန်းနဲ့စစ်မှုထံကာလအဆုံးသတ်ပေးကတက်ထဲကနေထုတ်ဖို့အာဏာသိမ်းစစ်တပ်ကစီစဉ်နေရလို့မိသားစုဝင်တွေစီကသိရပါဗျာ နိုဝင်ဘာလ23ရက်နေ့ကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာစစ်မှုထမ်းအပတ်စဉ်တွေကရောဂါဖြစ်နေသူ56ယောက်ကိုစစ်မှုထမ်းရှော့ပေါ့ကာလာဖြစ်သတ်မှတ်ပြီးလမ်းစည်းရိတ်နှစ်သိန်းနဲ့စစ်မှုထမ်းပြီးဆုံးကြောင်းစာရွက်တွေထုတ်ပေးနေတယ်လို့ပင်တရားမြို့ကန်တယောက်ကဒီဗီကိုပြောပါရယ်ဒါပြင်လဲကူမျိုးကန်တယောက်ကလည်းစစ်မှုထမ်းအပတ်စဉ်တက်ကနေလေးအတွင်းရန်ကုန်တိုင်းကနေတက်သေးဝင်ခဲ့ရတဲ့တသားသက်တွေထဲမှာရောဂါဖြစ်နေတဲ့သူတွေရဲ့မိသားစုတွေကို တက်ကနေကိုပြန်ခေါ်ပြီးစေကူတာဖို့အကျဉ်းန်းစာပို့ခဲ့တယ်လို့ TV ကိုပြောခဲ့ပါတယ်။လက်ရှိမှာတော့စစ်မှုထမ်းအပတ်စဉ်16ကိုနိုဘာလ23ရက်နေ့ကပြည်내နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့စစ်တပ်နှမ်းကြောင်း28ကြောင်းမှာတင်နှမ်းစစ်ပွဲတွေပြုလုပ်ခဲ့ပါတယ်။စစ်ကောင်းဆောင်ကပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ကလူတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့်ဥပဒေကိုထုတ်ပြန်ခဲ့ပြီးမတ်လ28ရက်နေ့မှာစတင်တင်နှမ်းပေးခဲ့တာမှာအခုဆိုရင်အပတ်စဉ်16အထိရောက်ရှိလာပြီဖြစ်ပါတယ်ရှင်။ BBC သတင်းဌာနကိုလာမယ့်အပတ်မှာဒေါ်လာ1ဘီလီယံကနေ5ဘီလီယံအထိရောကြီးအတွက်တရားစွဲမယ်လို့ American သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ်။ပြည်တိုင်သတင်းဌာနကထရန့်ရဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီးတိဖြတ်မှုမှားယွင်းခဲ့ကြောင်းဝန်ခံခဲ့ပေမဲ့ရောကြီးမပေးနိုင်ဘူးလို့ညင်းဆိုခဲ့ပြီးတဲ့နောက်ထရန့်ကလာမယ့်အပတ်မှာတရားစွဲမယ်လို့ပြောခဲ့တာပါ။ 2021ခုနှစ်ဇန်နဝါရီလ6ရက်နေ့ကပြောကြားခဲ့တဲ့ထရန့်ရဲ့မိန့်ခွန်းနဲ့ပတ်သက်ပြီးမှားယွင်းဖော်ပြမှုကြောင့်ထိတ်တန်းအရာရှိနှစ်ဦးလည်းနှုတ်ထွက်ခဲ့တာကိုတွေ့ရပါတယ်။ထရန့်ရဲ့ရှေ့နေက BBC ကိုဒေါ်လာ1ဘီလီယံထက်မနည်းတဲ့ငွေပေးမှသာတရားစွဲရက်ကရုပ်သိမ်းပေးမှဖြစ်ကြောင်းတောက်ကြနေကနောက်ဆုံးအချိန်သတ်မှတ်ပေးခဲ့ပါတယ်။ကုန်သိက္ခာပိုင်းထိခိုက်မှုနဲ့ငွေကြေးဆုံးရှုံးမှုတွေအတွက်ရော့ကျေးငွေနဲ့တောင်းပန်ဖို့လိုအပ်တယ်လို့ရှေ့နေတွေက တောင်းဆိုခဲ့တယ်လို့ရိုက်တာက ဖော်ပြပါတယ်။ BBC ကဆုံးဖြတ်မှုအမှားကြောင့်အခုလိုဖြစ်ခဲ့တာဖြစ်တဲ့အကြောင်း Trump ကိုပုံကိုရေးအရကြာတာပရိနေမှာ တောင်းပန်ခဲ့ပါတယ်။ဒီဥတန်ကိုလည်းထုတ်လွှင့်မှာမဟုတ်တဲ့အကြောင်းနဲ့အတရေဖြတ်မှုနဲ့ဆွဆွဲချက်ကိုတော့ငင်းပယ်ထားတာဖြစ်ပါတယ်ရှင်။ TV ဥမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတော့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်